ခန္ဓာပဋိစ္စသမုပ္ပါဒ်ကိုနားလည်ခြင်းလို့လေတကယ်ကြီးပုဂ္ဂိုလ်ဆရာတော်ကြီးပြောထားတဲ့ခန္ဓာပဋိစ္စသမုပ္ပါဒ်ကိုနားလည်ရမယ်နားလည်ရမယ်ခန္ဓာပဋိစ္စသမုပ္ပါဒ်ကိုနားလည်ခြင်းလို့ပါတဲ့အဲ့တော့ဘယ်ခန္ဓာရဲ့အကြောင်းကျိုးကိုသိရမှာလဲဟုတ်လားဒါမလို့အဲ့ခန္ဓာပဋိစ္စသမုပ္ပါဒ်ကိုသမုပ္ပါဒ်ကိုသိဖို့အတွက်ဥပဒနာဉာဏ်ကိုတကယ်မှန်ကန်စွာသိမယ်ဆိုရင်တော့မှခန္ဓာပရိစ္ဆေသမုပ္ပါဒ်ကိုသိနိုင်ပါတယ်အခုကမှန်ကန်စွာမသိကြလို့ပြဿနာတက်နေတယ် ဟုတ်လားဝိပဿနာဉာဏ်မှာနံပါတ်1ကနာမယူပါပြိစေဉာဏ်အရင်ဆုံးပါလဲနာယုတ်ကိုခွဲခြားပြီးတော့ပိုင်းခြားပြီးတော့သိရသူကနာယုတ်သိတဲ့ဉာဏ်တွေဖြစ်နေတယ်နာယုတ်ကိုပိုင်းခြားသိတဲ့ဉာဏ်တွေမဟုတ်ဘူးအဲနာယုတ်ကိုပိုင်းခြားသိရမယ်ဆိုတော့တကယ်ဖြစ်ဖြစ်တဲ့ယုံနာရဲ့အာယုံဥပနာခန္ဓာယုံနာရဲ့ဆိုပြီးအဲ့လိုနှခုကိုပိုင်းခြားသိရမယ်ပိုင်းခြားသိပြီးတော့မှဟလာခန္ဓာပြိစေသမုပ္ပါဒ်ဆိုတာဘယ်ခန္ဓာရဲ့ပြိစေသမုပ္ပါဒ်ဆိုတာအကြောင်းကျိုးပဲအကြောင်းကျိုးဆိုတာဘယ်ခန္ဓာရဲ့အကြောင်းကျိုးသိရမှာလဲတကယ်ယုံနာရဲ့အကြောင်းကျိုးသိရမှာလား အာယုံဥပ္ပနိုင်ခန္ဓာရဲ့အကြောင်းကျိုးသိရမှာလားလို့မေးရင်အာယုံဥပ္ပနိုင်ခန္ဓာရဲ့အကြောင်းကျိုးသိမှာခန္ဓာပရိစ္ဆေသမုပ္ပါဒ်ကိုသိမှာဖြစ်ပါတယ်။အခုဘာကြောင့်ခန္ဓာပရိစ္ဆေသမုပ္ပါဒ်ကိုမသိတာလဲလို့မေးတော့ဟလာဒီပိုင်းခြားတဲ့ပညာမရလို့ပါ။သစ္စာ၄ပါးမှာဟလာသစ္စာကိုပိုင်းခြားနိုင်ရင်သုံးသစ္စာကိုပယ်နိုင်မယ်။နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မယ်။မဂ်ကင်၈ပါးပြည့်မယ်ဆိုပြီးတော့မှအဲ့လိုဟောထားခဲ့ပါတယ်။ဒါပေမဲ့တပည့်တော်တို့ကဒီဒုက္ခသစ္စာကိုပိုင်းခြားတဲ့ပညာကိုသင်မပေးနိုင်ကြဘူး။ သင်မပေးနိုင်ကြတဲ့အတွက်ခဏနှစုံရှိနေတယ်ဆိုတာကျွန်တော်တို့သာသနာမှာအခုပြောတာတောင်မှဟလာကျွန်တော်တို့အာရမအာရမနဲ့ပြောနေတယ်ဟလာဒါမှမဟုတ်ဒီဘုရားရှင်ကဒီတကယ်လက်တယ်ဖြစ်တဲ့ဟလာကျွန်တော်တို့ရဲ့အိုနာတိအနန္တကိုဖန်တီးခဲ့တယ်ဟလာစိယအနန္တကိုဖန်တီးခဲ့တယ်မျက်ရည်အနန္တကိုဖန်တီးခဲ့တယ်ဟလာမစုံနိုင်တဲ့သန္တာကီးမှာကျင်းလဲကျက်စားပြေးလွှားနေအောင်ဖန်တီးထားတဲ့တရားခံသည်ဓမ္မဆက်ကြံမှာတရားဝင်ပါပြီးသား ပါကရိနာကြံပြင်းစွာသောပြင်စုပါဠိနက္ခဏပိတံပိဒုက္ခသောဥပနက္ခဏအဲဥပနက္ခဏမသိတဲ့အတွက်တန်တရာမသိတော့တာအဲတော့ဥပနက္ခဏဘလို့ဖြစ်တယ်လဲလို့မေးတဲ့အခါကျတော့အခုဆိုရရပြောခဲ့ပြီကဆွဲလန်းနာကဥပဒဏ်၄ပါးအာရမဏိကတွဲလန်းလို့ဖြစ်တဲ့ခန္ဓာကအာယုံပါဆိုတာဒီလောက်ကလေးတွေစဉ်းစားလို့မရဘူးလေဒါကိုချဲ့ပြီးတော့စဉ်းစားမယ်တပည့်တော်ကကောင်းပြီဒါဖြစ်ရင်ဥပဒဏ်၄ပါးဘာတွေလောက်တာလဲအဲ့ဒါမှဒိဋ္ဌုပါဒံဆိုတာပါတယ်ဒိဋ္ဌုပါဒံကဘာတွေလောက်တာလဲဆိုတော့အာယုံမှာပေါ်တဲ့ယုံဏ်တွေကို မရှိကိုအရှိထားတာတတရဒိဋ္ဌိလေအဲတတရဒိဋ္ဌိကနေမရှိကိုအရှိထားလိုက်တဲ့ဥပါဏ္ဏခန္ဓာဖြစ်လာတာဒါဥပါဏ္ဏခန္ဓာဖြစ်ကြောင်းမရှိကိုမရှိထားတာအဲ့တော့အရေးကိုအကောင်လို့တဲ့သူငါလို့ယူတာဥပါဏ္ဏခန္ဓာဖြစ်ကြောင်းဟုတ်လားအဲ့လိုပဲခဏခဏယုံနာနေပေါ်လာတယ်ခဏခဏအရှိထားတယ်ခဏခဏသူငါလို့ယူတယ်အဲ့ဒါကြီးကသစ္စာတရားအနေနဲ့လုံနေလုံနေတဲ့အတွက်ကြောင့်မလို့သမှုရသစ္စာဒုက္ခသစ္စာဖြစ်တယ်အဲ့လိုဖြစ်နေတဲ့အတွက်ဟုတ်လား အဲ့ဒီမလားတိစ္ဆာဒုက္ခတိစ္ဆာဥပါဏခန္ဓာဘယ်မှာဖြစ်တာလဲမင်းအာယုံမှာဖြစ်ပါတယ်အဲ့ဥပါဏခန္ဓာကြီးကအာယုံမှာအဲ့ဒီအာယုံမှာဖြစ်တဲ့ဥပါဏခန္ဓာဖြစ်ရင်ဟလာဘလို့ဘာကြောင့်တန်တရားလဲလို့ခေါ်တယ်လေအဲ့ဥပါဏခန္ဓာဖြစ်ရင်ဒုက္ခတွေဖြစ်ပြီကိလေသာတွေရှိထားရင်မီးလောင်ပြီအမီးလောင်တဲ့အတွက်အဲ့မီးလောင်တာတွေကသူ့ဟာသူအပြင်မှာလောင်နေရင်တော့ပြဿနာမရှိဘူးလေအဲ့ဒီအာယုံမှာဒုက္ခဖြစ်တဲ့မီးလောင်နေဆိုရင်အခုနအာယုံနဲ့အာရမတိကကြားမှာရှိနေတဲ့ energy ခေါ်တဲ့24ပစ္စည်းတတ္တိယနေပြီးတော့မှာ အဲ့ဒီစင်ရဲတွေကိုမနှောတဲ့ကိုပို့မနှောတဲ့ပို့တဲ့အတွက်မနှောတဲ့မှာဒုက္ခတွေဖြစ်တယ်ပြီးရလောင်းဒါကအဲ့ဒီမနှောကမိရတကအာယုံကိုပြန်သွားတယ်အញ្ញမြတ်ပစ္စည်းကပြန်ပို့အပြန်လန်ကျေးဇူးပြုကြတယ်အာယုံစင်ရဲလိုက်အာရမဏိကစင်ရဲလိုက်အာယုံစင်ရဲအာရမဏိကစင်ရဲလိုက်အဲ့လိုစင်ရဲနေတာစင်ဆက်မဲ့ပြဟလာလေပတ်နေတဲ့အတွက်ကြောင့်မလို့အဲ့ဒီကိုတန်ត្រာလို့ခေါ်ပါတယ်ခန္ဓာပြိဿသမုပ္ပတ်လို့ခေါ်ပါတယ် ရိစ္ဆာဆိုတာကအကြောင်းပရိစ္ဆာသမုပ္ပါဒပရိစ္ဆာသမုပ္ပါဒဆွဲမိပြီးဖြစ်တယ်ဆွဲမိပြီးချုပ်တယ်ဘာလို့ဆွဲလို့ခေါ်တာလဲမရှိတာရှိတာဆွဲတာပါအဲတော့ဒီစီဆွဲလို့ရသလားပြီးတော့ဆွဲပြီးလေချုပ်သွားတာဆွဲပြီးဖြစ်တာကိုပရိစ္ဆာသမုပ္ပါဒသူ့သဘာဝတိုင်းချုပ်သွားတာကပရိစ္ဆာသမုပ္ပါဒအလကားချုပ်တာမူအစွဲနဲ့ချုပ်တာအစွဲနဲ့ချုပ်တဲ့အတွက်ထပ်ပေါ်အောင်မှာဒါမှမဟုတ်ဆွဲမိဖြစ်ဥပါဏ္ဏခံတာ စွဲမိချုပ်ဥပါဒဏ်ခန္ဓာစွဲမိဖြစ်လောဘဒေါသမောဟဆိုကိလေသာစွဲမိပြီးချုပ်တဲ့အစွဲနဲ့ချုပ်သွားတဲ့လောဘဒေါသမောဟတွေချုပ်သွားတယ်အဲ့လိုခြေပံများစွာဖြစ်လိုက်ချုပ်လိုက် ဖြစ်လိုက်ချုပ်လိုက်နဲ့အဲ့ဒါအာယုံမှာပေါ်နေတဲ့ဥပါဒဏ်ခန္ဓာတွေကိုသိပြီဆိုရင်အဲ့ဒါကိုခန္ဓာပြိစ္ဆာသမုပ္ပါကိုသိမြင်တယ်လို့ခေါ်ပါတယ်အဲ့ဒါသိမြင်တဲ့ဘာအကျိုးကျေးဇူးတွေရလဲအဲ့ဒီအာယုံမှာပေါ်တဲ့ခန္ဓာပြိစ္ဆာသမုပ္ပါခန္ဓာအာယုံပဲလို့သိသွားတဲ့အတွက်အဲ့ခန္ဓာကြီးကအရေးလို့သိရင် ုသရမို့လို့သိရတဲ့အပယ်လွတ်မြောက်ခွင့်ရသွားတယ်။အဲ့ခန္ဓာကြီးကအစဉ်သုံးချက်လို့သိရင်ဒုက္ခတွေအစဉ်ကုန်သုံးတာတည်းပြီးတော့နိဗ္ဗာန်မြင်ခွင့်ရသွားတယ်။သစ္စာသိခွင့်ရပြီးတော့တဏ္ဍာမလွတ်မြောက်ခွင့်ရပါတယ်။ဒါဖြင့်တကယ်ခန္ဓာကြီးကိုသိလို့ရသလားလို့ပြီးတော့တကယ်ခန္ဓာကြီးကိုကျွန်တော်တို့မမြင်နိုင်ပါဘူးသိလို့လည်းမရပါဘူး။ဒါမှမဟုတ်တကယ်ခန္ဓာမှာခန္ဓာပရိစ္ဆေသမှုကမရှိပါဘူး။အကြောင်းလို့အာယုံမှာပေါ်တဲ့ဥပ္ပနဲ့ခန္ဓာကိုဒါလင်ခန္ဓာပြိစ္ဆာသမုပ္ပါဒ်လို့ဟောကြတာဖြစ်ပါတယ်။အဲဒီဥပ္ပနဲ့ခန္ဓာကိုမြင်အောင်ရှာလို့ပြောသွားတာ ခန္ဓာပရိစ္ဆေသမုပ္ပါဒ်သိမြင်ဖို့အတွက်ပဲဖြစ်ပါတယ်အဲ့တော့အခုတော့တပ္ပိဒါနဲ့အဆုံးစီးပြီးတွေ့မြင်ရတဲ့အတွက်အဲ့ဒီဥပ္ပနာခန္ဓာအာယုံမှာဖြစ်တဲ့အတွက်အနတ္တလက္ခဏာ၅ချက်ဒီအာယုံမှာပဲရှိတဲ့အတွက်ဥပ္ပနာခန္ဓာအာယုံမှာလို့သိမြင်ခြင်းဒီဥပ္ပနာခန္ဓာတွေ့မြင်ခြင်းဒီပင်လင်ခန္ဓာပရိစ္ဆေသမုပ္ပါဒ်ကိုအဲ့ဒါသိမြင်နားလည်ခြင်းဖြစ်ပါတယ်လို့ပြန်လည်ဖြေကြားမှာဖြစ်ပါတယ်အဲ့လောက်ဆိုရမလားဗျာဟုတ်ကဲ့ပါဒီကိပြည့်စုံတင်ပါတယ်ဟုတ်ကဲ့ဆရာ အားပေးအနေနဲ့မေးဆရာအဲ့အခုဆရာပြောလိုက်တဲ့လေဒီတကယ်ခန္ဓာရဲ့ဒီအာယုံခန္ဓာရဲ့ဟိုပါဗောနော်ယုံနံခန္ဓာဗောနော်ဆရာအဲ့ခန္ဓာနဲ့ဟိုဟာသူတကယ်အာယုံခန္ဓာဗောနော်အဲ့ဒါနဲ့အခုတကယ်သေသွားပြီဆိုလို့ရှိရင်တကယ်ပုံမဲ့ပွားမယ်ဒီခန္ဓာကြီးနဲ့ကြတော့ဘလို့ပတ်သက်နေလဲဆရာอืมအဲ့တော့ခန္ဓာကပြစ္ဆခန္ဓာပြစုပါဏခန္ဓာเนาะ ပြစ္စခန္ဓာဝိဘခန္ဓာပြစ္စုပန္နခန္ဓာဆိုပြီးတော့ဟလာသုံးခုရှိတာပေါ့အဲဆိုကြပါစို့ဟိုကျွန်တော်တို့နိဗ္ဗာန်ဝင်မဲ့ခန္ဓာကဒီပုပ်ပွားမဲ့ခန္ဓာကြီးကမဝင်ဘူးခုနကကျွန်တော်ပြောတဲ့နန္ဒမပေါ့နော်ဟလာအခြင်းမပြည့်စည်သောစိတ်သည်အတ္တိရှိတယ်မပြည့်စည်သောစိတ်ရဲ့လွတ်မြောက်ရာသည်သာသနာတော်ရဲ့အဆုံးအမဖြစ်တယ်မပြည့်စည်သောစိတ်ရဲ့လွတ်မြောက်ရာသည်သာသနာတော်ရဲ့အဆုံးပန်းနိုင်ဖြစ်ပါတယ်အဲမနောဝိညာဉ်နဲ့ရှင်နဲ့စေတသိက်29ခုပေါ့နော် body bag က39ပါးထဲမှာ၈ပါးနဲ့29ပါးရှိပါတယ် ဟလာကျွန်တော်အဘိဓမ္မာသင်တဲ့ဟိုဆရာမကြီးတွေကတော့ဒါ36စိတ်အထိရှိတယ်လို့ပြောတယ်အဲ့29စိတ်နဲ့ကျဲချက်လိုက်အဲ့36စိတ်လုံးကလည်းမဖြစ်မပြတ်ဘဲနဲ့နိဗ္ဗာန်ဝင်မှာပဲဟလာဖိုစိတ်ဖိုစိတ်ထဲကိုအကျုံးဝင်သွားတာပေါ့ဖိုနန္ဒမပေါ့ဖိုစိတ်နဲ့ရှင်တဲ့စေတသိက်တွေကနန္ဒမတွေကဟလာနိဗ္ဗာန်ဝင်မဲ့နန္ဒမတွေဖြစ်ပါတယ်အဲ့ဝိဘက်ခန္ဓာကြီးကတော့နိဗ္ဗာန်ဝင်တဲ့မပါဘူးဟလာမြင်ခန္ဓာ၅ပါးနိဗ္ဗာန်ပါပါမလားမပါဘူးကြာခန္ဓာ၅ပါးမပါဘူး နာခန္ဓာ၅ပါးမပါပါဘူးစာခန္ဓာ၅ပါးမပါပါဘူးအဲတွေးတဲ့မနောဝိညာဉ်ကြီးကတော့အဝိဇ္ဇာကင်းသွားတဲ့အတွက်အဲ့တွက်အဲမနောဝိညာဉ်ကတော့စင်ကြဲတဲ့စိတ်အရဟံစိတ်ဖြစ်သာဝရရှိနေတယ်သူကတော့နိဗ္ဗာန်ဝင်မယ်တရားတွေဖြစ်ပါတယ်အမလို့ကျွန်တော်တို့သာသနာတော်မှာအရှိတရား၄ခုကိုဖော်ပြတယ်အာယုံမှာအများအားရှိနေတာကနိဗ္ဗာန်နိဗ္ဗာန်ချမ်းသာအများအားရှိကျွန်တော်လှုပ်ထားလို့ရှိတာမဟုတ်ဘုရားလှုပ်ထားလို့ရှိတာမဟုတ်သဘာဝတရားရာ နိဗ္ဗာန်ကလည်းအစဉ်ရှိတယ်လို့နိဗ္ဗာန်ချမ်းသာကလည်းအစဉ်ရှိပါတယ်အဲ့လိုပဲအာရမဏိကမှာရှိတာလည်းဒီပဂရိစိတ်ကြီးကလည်းပဲအစဉ်ရှိပါတယ်နောက်တစ်ခါဒီမဂ္ဂယုတ်တပလန်စေဝါသုတိသဝနိတရာလို့ပြောခဲ့တဲ့အတွက်မက်ဆေ့နဲ့ရှင်သောကိုယ်စွေသိတို့သည်သစ္စာလေးပါးမှလွတ်ကြတယ်လို့ပြောခဲ့တဲ့အတွက်သစ္စာလေးပါးလွတ်တယ်ဆိုတာဟာအဝိဇ္ဇာမပါတဲ့အတွက်သူတို့သစ္စာမရှိပါဘူး။အော်ဒုက္ခသစ္စာလည်းသူကမဟုတ်ကြပါဘူး။နောက်တစ်ခါမဂ္ဂင်ရှိပါမပါတဲ့အတွက်မဂ္ဂသစ္စာလည်းမဟုတ်ကြပါဘူး။နောက်တစ်ခါသူတို့ဟာ ချုပ်ဆုံးပြောက်ွယ်ရမယ်និရောဓသစ္စာလည်းမဟုတ်ဘူးဒါကြောင့်မလို့မချုပ်ဆုံးပဲနိဗ္ဗာန်ဝင်ဆံမဲ့နန္ဒမတွေသာဖြစ်ပါတယ်ဒါတော့မဟုတ်ဆက်ဖကြီးကမင်းတို့လို့ဖြစ်ဖြစ်တဲ့နန္ဒမမဟုတ်ဘူးနိဗ္ဗာန်ဝင်တဲ့ကမှာအဖြစ်မဖြစ်ပဲနိဗ္ဗာန်ဝင်မယ်နန္ဒမတွေဖြစ်ပါတယ်လို့ဟောကြားတော်တာဖြစ်ပါတယ်ခုလက်ရှိကျွန်တော်တို့ဒီခန္ဓာကြီးက body ကြီးကတော့ကျွန်တော်တို့တင်ញံကုန်းမှာပြာဖြစ်ထားကြရမယ်ခန္ဓာပါပဲနိဗ္ဗာန်ဝင်တဲ့ကမှာဒီဒါလေးပါးခန္ဓာကြီးမပါပါဘူး မှန်ကြလောလောဆယ်မှာဒီ body ရှိနေလို့ဒီအာယုံတွေဒီ ద్వార တွေပေါ့နော်ရှိနေလို့ဒီအာယုံတွေရဖြစ်ဖြစ်နေနိုင်တာပေါ့နော်အဲ့ဒါပေါ့ဒီခန္ဓာကကြီးကြီးပြူတာလေဒါဒီခန္ဓာကိုအသုံးချပြီးနိဗ္ဗာန်သွားရမှာလေဟုတ်တယ်မလားအဲအကုန်လုံးဒီသတိပဋ္ဌာန်ကသွားကြတဲ့ပုဂ္ဂိုလ်လည်းဒီခန္ဓာပေါ်မှာပဲအသုံးချပြီးတော့မှဟလာသောတာပန်တရားကနငယ်ရဟန်းပြောင်းယူလာသွားကြတာကျွန်တော်တို့လည်းအခုဒီဝိဘက်ခန္ဓာကိုအသုံးပြုပြီးတော့မှသစ္စာတရားတွေနားထောင်ပြီးတော့မှသစ္စာတရားတွေသိပြီးတော့မှဒီခန္ဓာ ဒီခန္ဓာပြန်ရခြင်းလို့လားဒီခန္ဓာပြန်ရရင်တော့ဥနာတိလည်းပြန်သွားအောင်ပါလေအဲကြောင့်ဒီခန္ဓာကိုထားပစ်ခဲ့တာဒါပြခဲ့တာအဲပြချထားခဲ့ဒီခန္ဓာမပြည့်ချခြင်းလို့ဆိုတော့အဲဒီဥနာတိတန္တရာတွေကမထွက်နိုင်တော့ဘူးသဘောတည်းเนาะဒါအောင်လို့ခန္ဓာသုံးချက်အိမ်မှဝင်ရအောင်လို့ဟုတ်တယ်ကြိုးစားမှန်ပါတယ်ဒါအောင်လို့အကျိုးပြုတဲ့ခန္ဓာပါပဲဒါကြီးကိုဟလာကျွန်တော်တို့ကဟိုမျက်ရှိနာရှိတွေထွက်ရွံမုံမှုလုံတယ်ဒီခန္ဓာရွံမုံမှာမဟုတ်ပါဘူးရွံမုံမှာပါလေဥပါဒနာခန္ဓာတော့ဒါလေရွံမုံ ်ဒီခန္ဓာကြီးကနိဗ္ဗာန်သွားတဲ့ဒီအကျိုးပြုမဲ့ခန္ဓာဖြစ်ပါတယ်ကျေးဇူးပါဆရာကျေးဇူးတင်ပါတယ်ဟုတ်ပါဘူးဆရာရှင်ဟုတ်ကဲ့ပါဗျာတခုလေးမေးပြစီရှင်ကျမဆရာမကြီးတို့တင်းတင်းဝင်းဖွဲ့ရပါဟုတ်ကဲ့ပါဆရာတို့ဆရာမကြီးတို့ပြောတဲ့အတိုင်းပဲကျမတို့အာယုံကမရှိပါဘူးဆိုပြီးတော့ကျမတို့တိလာတယ်တိလာတဲ့အခါမှာဆရာခုနရှင်းပြသလိုပဲကျမတို့ လက်တွေ့မှာပေါ့နော်ဟိုပြည်ညက်နဲ့ပရမတ်ဆက်တဲ့အခါမှာကျမတခုပေါ့နော်ဟိုတခုခုကျမသမီးလျာအဝေးမှာပညာသင်နေတော့သူ့လွမ်းလာဟုတ်ကဲ့လွမ်းလာတဲ့အခါကျမကျမအဲ့ဒါအာယုံမလာပေါ့နော်ဒါအာယုံမရှိပါဘူးသူလည်းသမီးပဲမယ်တကယ်တမ်းဆိုရင်တော့မရှိပါဘူးကျမအဲ့လိုလိုက်တွေးရတယ်ပေါ့နော်ညံနဲ့တွေးတဲ့အခါမှာကျမခဏလေးတော့ခံစားလိုက်ရပါတယ်ကျမ ဟိုနောက်9မိနစ်လောက်နေတော့တည်ငြိမ်သွားပေါ့နော်ဒါအာယုံပါလားမရှိပါလားလို့တိလိုက်တဲ့အတွေ့ကျမတက်တာဝါပေါ့နော်အဲ့ဒါလေးကကျမရဲ့လက်တွေ့တစ်ခုပါနောက်တစ်ခုကျမကဒီဆရာတို့ဟောပြောပြတဲ့ဘုရားငါဒီအာထုံတာလည်းမဟုတ်ဘူးရက်တက်နေတာလည်းမဟုတ်ဘူးဆိုတဲ့စကားလေးကိုကျမရင်ထဲမှာ နားလဲခြင်းညာပေါ့နော်အဲ့တော့ကျမဘယ်လိုလဲဆိုတော့ဆရာတို့ရဲ့တရားကိုနားပြီးရခါမှာကျမဒီလိုလူလူလောကဟိုနေဟိုနေပညာလောကတော့မဟုတ်ပေါ့နော်ကျမဘုရားရှိခိုးပြီးရဲ့အချိန်မျိုးဘာလို့မှမျက်စိမိတ်လိုက်တဲ့အခါအာယုံမရှိတော့ကျမအဲ့ဒါကိုတုံညာတာဆိုပြီးတော့ကျမမှတ်ယူလို့ရပါလားအဲ့ဒီထဲမှာမှတခုတခုအတွေးပြင်လာရင်ဒါအာယုံနေပဲမရှိဘူးတုံညာတာပါလားဆိုကျမ အဲ့လိုမှတ်တဲ့သဘောလုံးနေတာဟာကျမလမ်းမှန်ပါသလားကျမဟိုဆက်လုပ်တင်သလားပေါ့အဲ့ဒါဒီသိချင်ပါစေအဲ့တော့ကျွန်တော်တို့ကအခုမှဟလာဒီဟိုပါအခုမှဟို study မှာအခုစနားထောင်ကြတာပေါ့နော်နားထောင်ပြီးတော့အခုနားလဲသွားကြတယ်။သုံးညကိုနားလဲသွားကြတယ်။ပုဂ္ဂတရမဟုတ်သွားနားလဲသွားကြတယ်။အဲ့လိုနားလဲသွားရကြတဲ့အတွက်အခုဆရာမကြီးတို့မှဘာအခွင့်အရေးရသွားတယ်လဲလို့မိတဲ့ခါကျတော့အာယုံလို့တည်တဲ့အတွက် ဟုတ်လားအစဉ်အာယုံအရေးတွေပါပုဂ္ဂိုလ်တို့ကအစဉ်ဘုတ်ပါလို့နားလည်သွားတဲ့အတွက်အခုအပယ်လုခဏီဆံပိုက်ရှင်မရမသွားဘူးလားဟုတ်ကဲ့ပါရသွားပါရဲ့ရသွားပြီအဲ့ဒီအခွင့်အရေးကကျွန်တော်သတိပဋ္ဌာန်မှာအများကြီးနှစ်ပေါင်းအများကြီးမျှော်လင့်နေခဲ့တဲ့အခွင့်အရေးတွေဒီမှာရသွားပြီနော်နံပါတ်1ဟုတ်လားဟုတ်ကဲ့ပါဘာနဲ့ကအခုကအစဉ်၃ညပါလို့အခုဟိုဆံပိုက်ပြောလိုက်ပြီအဲ့တော့အစဉ်၃ညလို့တကယ်နားလည်သွားပြီဆိုရင်ဟုတ်လားဥပါဏ္ဏခန္ဓာကို အာယုံလို့တည်တယ်အဲ့ဥပနာကဏ္ဍတွေကအစဉ်သုံးညလို့တည်တယ်အဲ့မှာ၄ချက်ပေါ့နော်အဲ့ဥပနာကဏ္ဍတွေသုံးညတွေကအစဉ်သုံးညပေါ်မှာတန်တဲ့ရမရှိတော့ဘူးဆိုရင်နောက်ကသုံးညပြအောင်အာရုဒ္ဓကိစ္စပြီးဆုံးပြီလို့သုံးပြနိုင်ရင်လာအပြပြစ်တော့အဲ့ညာငါသူကပြောညာမဟုတ်တော့ဘူးဝေသာတိစ္ဆပတ်တော့ကိုပိုင်ညာဖြင့်ရဲရဲဆိုတာအစဉ်သုံးညပါလို့နားလဲပြီဆိုရင်အဲ့ဒါဟုတ်ကဲ့တန္တရာမတန္တရာအပိဋ္ဌာန်ရသွားတဲ့ပုဂ္ဂိုလ်များရဲ့အသိဉာဏ်ပဲဖြစ်ပါတယ်အဲ့တော့ အခုနပြောသလိုအစဉ်တန္တရာရက်တယ်ဆိုရက်တန္တရာရက်ခွင့်ရတယ်ဆိုရက်အတိညာကိုရသွားပြီဖြစ်တဲ့အတွက်အဲ့ဒါဟိုဘက်ကမမျောမန်းနိုင်တဲ့အခွင့်အရေးတွေကဟောအခုဒီမှာရမသွားဘူးလားဟုတ်ကဲ့ပါရှင်အဲရသွားပြီနော်အဲ့တော့ရသွားပြီဆိုတော့ရပြီမဲ့အဲ့ဒါတွေကဟိုပေါ့ခိုင်မာလားမခိုင်မာလားဆိုတာကိုဆုံးဖြတ်ဖို့အတွက်ကတော့ကိုကဝိပ္ပစာအလုပ်တွေလုပ်အောင်မယ်စမ်းစစ်တဲ့အလုပ်တွေလုပ်အောင်အဲစမ်းစစ်တဲ့အလုပ်တွေတော့လေးချက်ပဲဥပမာကဏအစဉ်သုံးချက်ပေါ်မှာ ိနောက်စီကိစ္စောအန္တရာရှိသေးလားပိတကတံကတော့အဲတုံညပြောင်များလုံးစရာကိစ္စကြံသေးလားပြီးဆုံးပြီလားဟာအဲ့ပြီးဆုံးတော့ဆုံးပြတ်ခဲ့ပြီဒါပေမဲ့တကယ်တမ်းကျွန်တော်တို့ကအဲ့တုံညနဲ့နေပါဒုက္ခချုပ်ရနဲ့နေပါလို့ပြောတော့じゃကျွန်တော်နေလို့မရဟုတ်ကဲ့ပါအဲဘာကြောင့်နေလို့မရလဲဆိုတော့အဲ့လိုနေလို့ရဖို့ကတော့ကျွန်တော်တို့ဟလာ practice ကြီးလုပ်ရအောင်မယ်အပ္ပဏိသမထေတဲ့လုပ်ရအောင်မယ်ဟလာမေတ္တမသင်္ကပ္ပပုသမသင်္ကပ္ပရဲ့လုပ်ရအောင်မယ် ဟလာခုနလိုဆရာမကြီးတွေ့တဲ့ဥစ္စာတွေကလည်းမှန်ပါတယ်ဟလာဒါပေမဲ့အဲ့လိုလှုပ်ရင်းလှုပ်ရင်းနဲ့နောက်ဆုံးဒီဒုက္ခငြိမ်းတာကိုအာမထုတ်ဖဲနဲ့ငြိမ်းတာနဲ့နေနိုင်တဲ့အစစ်ကိုရောက်သွားပါလိမ့်မယ်ကျွန်တော်တို့တောင်မှဟလာကျွန်တော်အများအားပြောပါတယ်ကျွန်တော်တောင်မှနိဗ္ဗာန်ကိုအရှိထားကြီးပွားများတဲ့အဲမျက်မှောက်ပြုပွားများတာနဲ့၃နှစ်လောက်ကျွန်တော်လုပ်ခဲ့ရတယ်ဟုတ်ကဲ့ပါရှင်နောက်တစ်ခါနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုပွားများပြီးတော့လည်းအဲ့လိုပဲတစ်နှစ်နှစ်နှစ်လောက်လုပ်ခဲ့ရတယ်အဲ့တော့ဘာတွေနဲ့ယဉ်ကြီးရလဲဆိုတော့ကျွန်တော်တို့ဒီ ရန်ကိုပိုင်ဆိုင်ရပြီသူတို့ဘောက်ပေးနေတဲ့ပုံစံဒီလင်ကျွန်တော်တို့အဲ့လိုလုပ်ခဲ့ရပါတယ်အဲ့တော့ဟိုဆီယမ်မာကြီးတို့လည်းဒီလိုတိပီမြင်နေတဲ့ဥစ္စာတွေကမှန်ကန်တဲ့အသိဉာဏ်ပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီမှာလမ်းဆုံးလမ်းပြီးတော့လမ်းတော့မဆုံးသေးပါဘူးမှားလမ်းတင်မမှားပါဘူးအဲ့ဒီဥစ္စာတွေကိုတို့ပွားများရင်းနဲ့မဘုနိဗ္ဗာန်ကိုလည်းရနိုင်ပါတယ်အဲ့လိုပဲဖြေပြရစီအဲ့လောက်ဆိုရမလားဆီယမ်မာကြီးဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ရှင်ဆရာဟုတ်ပါပြီဗျာဟုတ်ပါပြီ